ဒီနေ့ကတော့ဖြိုးကကြက်ချင်တိုင်းစီပြန်ဟင်းလေးချက်ပြီးတော့ချမင်းမမေစားပြမလို့ပါဖြိုးရဲ့ပလို့တွေအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ကဲ။ဈာခွေးနဲ့ဒီဝမ်မွေးနော်အားလုံးမင်းမင်းလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုးစုလိုက်ပါတယ်ဒီနေ့ကတော့ဖြိုးကြက်ချင်တိုင်းဟင်းလေးချက်မှာပေါ့နော်အရင်ဆုံး ore ကိုစီထည့်တယ်ပြီးရင်ဆွနွေးမုတ်လေးနည်းနည်းထည့်စီပူလာရင်တော့ဒါကြက်သွန်ကြီးလီးလာတာလေးထည့်ပေးလိုက်ပါတယ်။ ဒီကျက်သုံးကြီးလေးတွေနူလာပြီဆိုလို့ရှိရင်တော့ဖြိုးကအယောင်လေးနှက်အောင်လို့အယောင်တင်မုတ်လေးထည့်မှာပေါ့နော်ပြီးရင်တော့သူတို့ကိုစီနတ်လေးမှွေးလာတဲ့အထိဖြိုးတို့စီတက်ပြရပါမယ်ပြီးရင်တော့တေချာတက်ချင်တဲ့အခါကျလို့ရှိရင်တော့ဒီမှာမီးအေးလေးနဲ့စိတ်ရှိရှိလေးဆက်ပြီးနော်ပြီးရင်အရသာအတွက်အစားနည်းနည်းအရသာပုံနည်းနည်းထည့်ပေးလိုက်ပါရစေ ကဲပထမတော့ကတော့ဒါသူစီနဲ့သူပဲပေးလုံးလာတာပေါ့နော်ကဲအခုလိုနည်းနည်းလေးတင်းတင်းမမာလေးဖြစ်လာပြီဆိုရင်တော့ဖြိုးလို့ရေလေးထည့်မယ်ပြီးရင်တော့ခနာအုပ်ထားပြလိုက်ပါမယ်ကဲရေလေးကအခုလိုအနေထားနည်းနည်းတဝက်လောက်ရောသွားပြီဆိုလို့ရှင်ဖြိုးလို့ကဒါအိုမကအောင်တေချာမှွေပြီးလို့ရှင်တော့ဒါမဆလာလေးအုပ်ပြလိုက်ပါမယ်မစလာလေးထည့်ပြရရင်တော့ဖို့တို့ဒါထပ်ပြီးတော့စီပြန်တဲ့အထိထွက်ချက်ထားပြရမှာပေါ့နော် ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့အရန်စားလို့ကောင်းတဲ့ကြက်ချင်တဲ့စီပြန်ဟင်းလေးရသွားပါပြီကဲအခုဆိုလို့ရှိရင်တော့ဖြိုးထမင်းစားပါတော့မယ်ဖြိုးဒီနေ့ကလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ဒီမှာကြက်ချင်တဲ့ဟင်းလေးပဲချလိုက်တာပေါ့နော်ပြီးရင်တော့ဒါအိမ်မှာရှိတဲ့ကမုံရွက်နဲ့ဗဒက်ဆာနဲ့ဟင်းညိုချက်ထားတာထမင်းကမနယ်ပြတော့တေးယူကြမှာဆိုလို့ဒီတိုင်းပဲစားပြလိုက်တော့မယ်နော်ဖြိုးလည်းဗိုက်ဆာနေဆိုစားပါတော့မယ်ကဲကျွေးမယ်ကဲစားကြပါဦးရှင်ဖြိုးစားပါတော့မယ် ဒါခွေးညံသေးဘာမွှေးနော်ကြက်ချင်းနေရလေဖြိုးအဲ့လိုမထွတ်ထွတ်ထွတ်နဲ့အိုင်းကြိုက်တဲ့ဒီဥလေးရတယ်မာနေပါ ီတည်းဒီ size sign ကြီးကိုဖြိုးတင်ပေးမယ်ဆိုပြီးတော့လေကြိုက်ထားဘူးအကြီးတင်မယ်တင်မယ်နဲ့မေ့ရင်တော့မတင်ပေးဖြစ်သေးဘူးတည်းဒီတော့ရှားကုန်တယ်ကျွတ်နေ ောင်းပဲ့ရဲဆိုတော့ပပလက်ရဲ့ကလေးလေးစူညံနေရောပါဒီခွေးနဲ့ဒီအားလေးအိုင်းထမင်းစားမယ်နေသေးတာတောင်းရောပါဒါမိုးရမစားရပြတ်စား ประเทศจีนนะก็มีอยู่ในอีกอย่างไร 刚着吧。嗯。

အူလေးကောင်းနေပါချက်ဦးကြအနှစ်မကြိုက်ဘူးဒီလိုမျိုးဥစဉ်ကြတော့ကြိုက်တာရှာပါရှေ့ပဲထမင်းစားမမယ်ဦးဆိုရင်ဖြိုးစားတာကိုကြည့်ပြီးတော့လိုက်ပြီးတော့စားကြည့်ကြเนาะအရင်ထမင်းစားမိမှတေးကြပဲเนาะကဲနောက်ဘက်ကြောက်ရှင်เนาะဖြိုးဘာချက်ပြပြီးတော့ဘာစားပြအောင်လဲဆိုတာစမှတ်ရှိပေးကြပါဦးရှင်တက်လား